ပဲမင်္ဂလာပါရှင်အော်ပရာဒရမာ channel ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ဆရာဆွေမင်းတနုပြုရဲ့ကျွန်ုပ်နဲ့လူအသက်ဆိုတဲ့ဇာတ်လမ်းလေးကိုတက်ဆက်ပေးသွားမှာဖြစ်ပါရယ်ဖြက်ကနေဖြက်ကနေရိတ်ကနေရိတ်ကနေပြေးလွှမ်းနေတဲ့တားကောင်ကခြုံတွေမြောင်းကြမှာတပံပြောက်သွားပြန်တယ်ဖိုက်ကလေးဒါကြီးမဟုတ်ဆက်ပဲဒါပေမဲ့အကောင်ကတော်တော်ကြည့်ရင်တော့တရိတာကျွန်ုပ်တို့ရှေခန်းအိုင်ဘက်ကိုဖြက်ကလေးကထိုတားကောင်မှာကျွန်ုပ်တို့မြင်တာနဲ့ခြုံတွေချားကိုတိုးဝင်သွားခဲ့ရမဟုတ်ပါလား ကျွန်တို့တို့လည်းထူးတရဝါနာကိုလိုက်ခဲ့တာကကိုတညက်ခံပဲရှိနေပြီ။ဆက်တော့ဒီကောင်ချုံနေကြမှာညင်းနေပုံထောက်တော့ဒံယာတစ်ခုခုရထားပုံရတယ်။ဟာဒံယာရထားတဲ့ကောင်ကဒါလောက်ပြေးပါမလားကွာ။ကျွန်တော်တို့ရှိကိုအတန်ငယ်တူးသွားကြတယ်။ထူးတရဝါလှောက်ရှားတမ်းမကြတော့ဘူး။ဟုတ်ပြီဘိုက်ကလေး။မင်းရှိကိုတိုးပြီးချိန်နေကြည့်။ဘိုက်ကလေးကချုံနေကြကိုတိုးတိုးသွားတယ်။သူ့ရဲ့လက်ဆွဲတော့ဓားကိုကင်ပြီးတော့သတိထားနေပုံရတယ်။ကျွန်တော်တို့ကမိုးဆိုးပေပေသားကောင်ကိုရရင်သားရှိတယ်။ ထိုတရဝါရဲ့ရံမှုမှုကိုဂရုပြုရမလိုဘူးသို့တော့လွန်ခဲ့သောနှစ်နှစ်ခန့်ကစက်တကောင်ကို short term မိတော့ထောက်ရှာရွာမှာမိုးဆိုးအောင်မလာကိုသွားတရရမိရဲ့အောင်မလာကချုံရဲချားမှာကြောင်းပိမိနေတဲ့စက်တကောင် အပိုင်ပဲလို့တွက်ပြီးတော့အနားကိုတိုးပြီးတော့ဒူးလေးနဲ့ပြင်ရန်ပြန်ပါတယ်မင်းကလက်ကမလွတ်ပါဘူးကွာစက်ကချောင်းပိမိနေုံမကခြေထောက်ကရှောင်းနိုင်ုံသာရှိရတယ်ငယ်နေရင်လဲတည်မယ်ပြင်းရင်လဲတည်မယ် ကိုရွှေဆက်အပြေးလွှားစဉ်းစားနေပုံရတယ်။ဒင်းလက်ကလွတ်အောင်တနည်းပဲရှိတယ်။သူသေးကိုသေးပဲ။ထိုဆက်ကြီးကသူ့ရဲ့ဂျိုကိုအားကိုးစေပြီးတော့တချိန်တုန်းမုံစိုးအောင်ပလာကိုဝင်ထိုးတော့တယ်။အလင်းငိုက်မိသွားတဲ့အောင်ပလာကဆက်ဂျိုဖြစ်ထိုးခံရတယ်လို့ပလက်လန်လေးကြသွားပါတယ်။ဂျိုတချောင်းကအောင်ပလာမျက်လုံးကိုထိုးမိသွားတယ်။မျက်လုံးတိုင်ရချောင်းပါမှမမြင်ရတော့ပါဘူး။ဆက်ကသူ့အသက်ဘေးမှာလွတ်မြောက်သွားခဲ့ပူတယ်မဟုတ်ပါလား။အောင်ပလာခင်ကမျက်လုံးတစ်ဖက်ဆုံးရှုံးခံရရတယ်။စိတ်မကောင်းဘူးကွယ်။ ဖက်ကလေးသတိထားနော်ရန်သူဆိုတာအထင်သေးလို့မရဘူးကွယ်အောင်မလားကိုမှတ်မိရမဟုတ်လားသိပါရဲ့အောင်မလားကငတ်တုံးမှုခံရတာကျွန်တော်ကိုလှုပ်ကြည့်ပါလားဖက်ကလေးကလူငယ်ပြီပြီတစွတ်ထိုးပင်စစ်တို့ရေတွေ့ပြီတွေ့ပြီဟိုချုံထဲမှာလှဲနေတယ်မင်းကဟုတ်ရဲ့လားမင်းမဲတခုတော့တွေ့တာပဲမတိကြပဲမလုံးနဲ့ရှိတိုးကြည့်ဖက်ကလေးကရှုပ်တိုးလိုက်တယ်ချုံတွေများကရှုပ်ရှက်ခံနေတယ်တရိတ်တို့ရဲ့အမောင်ကြောင့်မနေအာယူကြည့်နေရတယ်။ဟုတ်ပြီ။အဲ့ဒီမဲမဲပဲဖြစ်မယ်ဆရာတော်ပြစ်ပြ ကျွန်တော်ကတနက်ကိုအစင်တက်လောက်ပြီးတော့ချုံနေချားကိုကြည့်လိုက်တယ်။မဲမဲတရံတစ်ခုက YouTube ရိတ်တိတ်တွေ့နေရတယ်။စော်တော့မှဖိုက်ကလေးမထူးပါဘူး။ချုံနေလဲမလိုက်နိုင်တော့ရမ်းပြစ်လိုက်မယ်။ကောင်းနေကောင်းနေ။မှတ်ချက်ကျွန်တော်တို့ပြောဆိုတော်တဲ့အတန်းလေးကလီနဲ့ပြောဆိုကြခြင်းဖြစ်ပါကြောင်းဝေတန်လေးမဟုတ်ဘူး။ကျွန်တော်လည်းအကြနာမိုးဆိုးထိုင်ထိုင်လိုက်ပြီးတော့ကျွန်ုပ်နဲ့ပီ40ခန်းအကွာမှာရှိတဲ့ပြက်မှတ်ကိုအသေးချာချိန်ရလိုက်တယ်။ထို့နောက်ဖြင်းညင်းစွာမောင်းခလုတ်ကိုညှစ်ချလိုက်တယ်။ တနတ်တန်နဲ့အတူအောင်မလေးပြားဆိုတဲ့လူတယောက်ရဲ့အတန်းကအလန့်တကြားထွက်လာတယ်။အောင်မလေးပြားကျွန်တော်ရဲ့ထိတ်လန့်မှုကစိုးဝဲရမှရှိတော့။သွားပါပြီ။ဆက်တွေ့ရင်လူလူကျွန်တော်ပြစ်လိုက်တဲ့တံတဝါမှာတလိမ့်ဆန်မဟုတ်ဘဲနဲ့လူဖြစ်နေတယ်။ထိုအပြစ်ခံရတဲ့လူကခုံဆွားခုံဆွားဖြစ်နေပါတော့တယ်။ကျွန်တော်တို့လည်းခြုံတဲ့အတင်းတိုးဝင်လိုက်ရာထို့သူမှသူ့ဖင်ကိုကင်ကာခုံနေပါတော့တယ်။အောင်မလေးပြားအောင်မလေးဖင်ဆက်တယ်ဖင်ဆက်တယ်။ဘိုက်ကလေးကဒိုင်ယာကိုကြည့်လိုက်တယ်။ဆက်တော့ထွက်ပါသေးရဲ့ဗျာ။ ကြည်စံကသူ့တံပါကိုပုတ်ထွက်သွားတာပုံယုံမယ်။ကျွန်ုပ်မှထိုအခါမှရင်ထဲကလုံးကြီးကျသွားတယ်။ထိုလူရဲကလုံးကြီးကိုပြင်ဝတ်တယ်။နေပါဦး။မင်းကဒီကိုဘလို့လောက်ရောက်နေရလဲ။ကျွန်တော်လူပါလို့ဘာလို့မပြောရလဲ။ဟာပြောလို့ဖြစ်မလားဗျ။ကျုပ်ကရဲဖက်ပြေးဗျ။ကျုပ်ကိုဖမ်းပြီးပြန်ပို့ရင်ဘလို့လောက်မလဲ။ခမရတို့ကဘသူတွေလဲရဲဘက်ကလူတွေလား။မဟုတ်ပါဘူးမဟုတ်ဆိုးဗျ။မဖြစ်ဘူးမဖြစ်ဘူး။သူတို့ကပြောပြောဆိုဆိုနောက်ဆုံးနောက်ဆုံးဖြင့်ဖင်လေးပုတ်ကပြေးကြတော့တယ်။ ဟေးမပြည့်နဲ့ရက်ထိုသူကလင်းမြန်စွာဖြစ်ကြတော့တယ်ကျွန်တော်ဘလို့လုပ်ရပါမလဲပြန်ပြီးလိုက်ဖမ်းပြီးရဲလက်အရမလားထိုသူကပျောက်ချဲမလားပျောက်သွားပါတော့တယ်ကဲဆက်တို့ရဲ့နီးစက်ရရွာလူကြီးကိုပဲចောင်းချလိုက်တော့မယ်အေးကွာငါလက်ဒီတခါလွှဲတာတိတ်ကိုဝမ်းတာတယ်တစ်ချိန်လုံးကခေါင်းကိုကြက်ကြက်နက်နက်ချိန်တာဘလို့မှမလွှဲနိုင်ဘူးအခုတော့တင်ပါလေးဘေးကရှက်ထွက်သွားတာအံ့ရောဟေးတကယ်လို့ငါသားခေါင်းတက်တက်ပြင့်မိရင်ဒီလူတွေမှာငါလေးဒုက္ခရောက်မှာကံတီလို့ပေါ့ကွာကျွန်တော်မှကျွန်တော်ရဲ့ လက်လွဲချော်ခြင်းကိုပင် ပြန်ချီကျူးနေမိပါတော့တယ်။ဒီကနေ့မှာကျွန်ုပ်တို့ကျုံတိုင်းရွာမှာထမင်းရီချောင်းစီမောင်းတီအလူကြီးတစ်ခုကျင်းပနေရတယ်။အပြက်တီးမှဝတ်သားမစားတာကြပဲ။ထိုလူမှာတခြားမဟုတ်ဘူး။ရွာမမျိုးကိုလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကထွက်သွားတယ်။မောင်းချစ်ဦးခေါ်ဦးချစ်ဦးကရွာကိုပြန်လာပြီးတော့ရှင်တရာအလူပွဲကျင်းပခြင်းဖြစ်တယ်။ချစ်ဦးတို့ကြီးပွားချက်ကမြို့မှာကုမ္ပဏီတောင်၃လေးခုရှိရတဲ့ငါတူတယောက်မြို့တက်တာ၁၀နှစ်ရှိပြီ။ အင်္ဂပ္ပစံလှန့်တောက်နေတော့ထိုအလူပွဲမှာနမဲကြီးတဲ့ကျက်စီထမင်းကျွေးလေတယ်။မျိုးမဆက်ဖို့မှုမြောက်ခေါ်ပြီးတော့ချက်ပြုတ်စေတယ်။ရွာသားကြီးနိုင်ရဲ့ဖွဲမှာဝိုင်းကူကြတယ်။ဒီဘက်ကိုမိနေနဲ့ရှော့ဟဲ့ဟင်းချက်မိဖို့များကဈေးတန်းလေးတစ်ခုလိုစစ်စစ်ရေးရေးအတီးကျက်ချံမှာကျက်များကရင်းနှွေးဖျောလို့မလောက်ကျွန်တော်ကမိုးဆိုးပြီပြီချက်ဖြတ်ခြင်းလုပ်ငန်းကိုဥဆောင်လုပ်ရတယ်။နောက်နေ့ကျွေးဖို့မွေးဖို့ကိစ္စကကုကရဲကချွေးတလုံးလုံးနဲ့လောက်ရတယ်။ဥတ္တပီရောအဖွဲတွေပြင်မှန်းရော့ပေါ့ အပင်မမအောင်ပြောတော်ပြောသေးရဲ့ကိုချစ်ဦးလည်းနှစ်တိုင်းလာပြီးလှူနိုင်ပူကောင်းနေကြကိုချစ်ဦးကနိုင်ငံခြားပြည့်အရက်သုံးလေးလုံးကိုလက်ထဲထည့်ပေးတယ်ဟာကျွန်တော်မတောက်တတ်ပါဘူးမတောက်တတ်တာသိပါတယ်အဖွဲသားတွေအတွက်စီမံပြီးတော့လှုပ်ပေးဖို့အပ်တာပါစိတ်ချစိတ်ချဘိုက်တို့ဒီညတော့ကောင်းပြီကာလာသားများကချက်ဆိုမိတော့ချက်ချရောက်ကိုခေါင်းတွေကိုချက်ကကာလာသားချက်ချက်လိုက်ကြတယ်ကာလာသားများကချက်ဆိုမိပေါပြီးဖြစ်ပါတယ် ချက်ချက်တော့ခေါင်းတို့ကိုချက်ချင်းကာလာသားချက်ချက်လိုက်တယ်။ဒါပါလို့ဖို့လေနီးဖို့ကျွန်တော်လည်းသူတို့ပြောစီရင်ဘာမှမပြောတော့ဘူး။ဘိုက်ကလေးနဲ့စောတယ်မောင်ကရှေ့ဆုံးမှတက်ကြွနေတယ်။ဟိတ်ကောင်းနေနိုင်ငံသားဖြစ်တော့ဒပလင်းကိုတောင်းကြော်တယ်ကြည့်တော့ကျွန်တော်လည်းဝိုင်းဝန်းလောက်ကင်ပေးပြီးတော့အိမ်ကိုခဏပြန်ပြီးတော့ရေချိုးတယ်။အင်းနောက်ဖေးမှမသိမြင်ချက်တဲ့ဟင်းနဲ့တင်းလာလို့ဘိုက်စားလာတယ်။မသိမြင်ဘာဟင်းလဲဒီနေ့ဟင်းစားမရှိရနဲ့ဘာကြီးမောင်ချန်တဲ့ကမှုသွားခုပြီးချက်ထားတာ။အိုးမွေးနေရပဲဘိုက်စားလာပြီထမင်းခုကွာ။ အလူမှာညာဘက်လှုပ်တဲ့လူကမကျွေးဘူးလားဟာအလူကကျွေးတာကျွေးတာပဲလေအခုမှုဟင်းစားချင်လို့ကျွန်တော်လည်းမသိမြင်ပြင်ပေးတဲ့မှုနဲ့ထမင်းတစ်စလုံးကိုပလုတ်ပလောင်စပြစ်လိုက်တယ်မှုနဲ့ထမင်းစားပြီးအလူကိုပြန်ကရင်းနှီးချမ်းတောင်းရင်နဲ့စီမံစရာရှိရာတွေကိုစီမံနေတယ်ဘိုက်ကလေးတို့ကာလာသားတတိုက်ကကိုချက်ဦးပေးတဲ့ရာမကနဲ့ပြောတော့ဆက်နေသေးပြီကောင်းလိုက်ကွာချကွာကျွန်တော်မှသူတို့စားတောင်းနေရကိုကြည့်ပြီးတော့ပြောနေတယ်ထို့စဉ်ကျွန်တော်ကောင်းနေမှာမူးနှောက်နှောက်ဖြစ်လာတယ်ငါစိတ်ထင်လို့လား ခေါင်းမကမပြဖို့တရရဲ့မူးလာပြီးတော့ရင်ထဲကနှိုက်လိုက်တက်လာတယ်။ငါဘာဖြစ်တာလဲ။ကျွန်တော်လုံးဝမခံနိုင်တော့ဘူး။ချမ်းပြေဘောကိုဘုံကနေလဲကြသွားတယ်။ခေါင်းကလည်းလဲထွက်နေတယ်။ထိုးစင်ပိုက်ထဲကပြုတ်ပြုတ်တက်လာပြီးပစက်မှတတွေးလိုအမြုပ်တွေလည်းထွက်လာတယ်။ကျွန်တော်မှလုံးဝမခံနိုင်တော့ပဲချမ်းပြေဘောဘုံကနေလဲကြသွားတယ်။ဟာစစ်တော့ပစက်ကအမြုပ်တွေမျက်လုံးဖွင့်ကြည့်တော့မျက်လုံးကလဲနေတယ်။စစ်တော့စစ်တော့ကျွန်တော်ကိုလှုပ်လှော့ခေါ်တော့လဲကျွန်တော်ကမလှုပ်နိုင်ဘူး။စစ်တော့စစ်တော့ဘာဖြစ်တာလဲ။ ကျွန်တော်နှုတ်တွေလေးလာတယ်ဒါပေမဲ့အာယူရင်နဲ့ငါငါငါ့ကိုစိတ်စိတ်ကန်းပို့မှုမှုတောက်နေပြီကျွန်တော်ဒီတခွန်းသာပြောနိုင်တယ်ဘိုက်ကလေးကကျွန်တော်ကိုပွေပြီးအတင်းရှိနေတဲ့ထော်လာကြီးပေါ်ကိုပွေတယ်နေတယ်စိတ်ကန်းပို့မှဖြစ်မယ်စက်တော့အိမ်မှာမှုဟင်းနဲ့ထမင်းစားလာတယ်မမမြင်မှုဟင်းချက်တာငါတွေ့ခဲ့တယ်မဖြစ်ဘူးဆိုချင်မင်းမမမြင်စီသွားပြီးတော့ဒီမှုဟင်းကိုမစားဘူးပြောစားပင်နဲ့စိတ်ကန်းတခါလေးခေါ်ခဲ့သွားတော့ကျွန်တော်မှထော်လာကြီးနဲ့စိတ်ကန်းကိုရှောက်တယ်ဆရာကိုနေမျိုး ဇာလေးကိုနေမျိုးကကျွန်တော်ကိုစိတ်တလုံးချက်ချင်းထိုးပေးတယ်။ဘိုက်ကိုနှိမ့်နှိမ့်ပြီးတော့လှုပ်တယ်။မမမြန်လွတ်ပါစေ။မကြမီရင်ထဲကပြုတ်တက်လာပြီးအန်ချလိုက်တယ်။ကောင်းနေကောင်းနေအန်လိုက်တာပိုကောင်းနေ။ကျွန်တော်မှအန်လိုက်မှပေါ့သွားတယ်လို့ခံစားရတယ်။ခေါင်းကတော့မူးနောက်နောက်ဖြစ်နေတယ်။အခုဆရာတို့စားတဲ့မှုမျိုးကတခါလေးတည်သွားနိုင်တယ်နော်။တန်ကောင်းလို့ဗျာ။ရွာမှာမှုစားပြီးယောဂါတွေဖြစ်ကြတာခဏခဏပဲဗျာစတုန်နေကောင်းသွားတဲ့ကြီးအိမ်မှာရွာသားတွေကိုလူစုပေးပါ မိုးကြောင်ကျွန်တော်ဟောပြောခွဲလုပ်ပေးမယ်။စားတဲ့နဲ့မိုးမစားတဲ့နဲ့မိုးဆိုပြီးပြောပြရမယ်။ခြေခွင်းစုကြည်နဲ့စားရပါအောင်။အခုကမိုးဆိုရင်ဘာပဲဖြစ်ဖြစ်စားလိုက်ကြတာပဲ။သူ့ရတာဘယ်လိုပြောရမလဲ။အဲကျွန်ုပ်မှဂရင်ပေါ်မှာစေးမှုလေးစကားနားထောင်ရင်းနဲ့ခေါင်းငိတ်နေမိတယ်။ဟုတ်ပေတာပဲ။ကျွန်ုပ်တို့တောရွာများနဲ့မိုးကြောင်ကျမ်းမာရေးပညာပေးအသည့်ကိုယခုလိုလှုပ်ပေးမှာကိုကျွန်တော်ဝမ်းသာစွာထောက်ခံရပါတော့တယ်။ဒီຫນွေကမနစ်ကထပ်ပူပြီးပူတယ်ဆိုတဲ့စကားမှာကြားနေကြစကားဖြစ်ပါတယ် အမှန်တကယ်လဲပူပါတယ်။လူရတီကတနေ့ထက်တနေ့ပို့ပြီးတော့ပူလာပုံရတယ်။ဆရာလေးကိုကြည်နိုင် ပြောတယ်လို့ကဘာကြီးရဲ့ခေါင်းမိုးမှာအပေါက်ကြီးများဖြစ်နေချေပြီလားမသိဘူး။ကျွန်တို့တို့ရွှေတစင်ချောင်းရည်ပင်တဝက်ခန့်ခန်းချောက်သွားတယ်။တောက်သုံးရေကန်ကလည်းပေါင်လေလောက်သာရှိရတယ်။ချောင်းထဲမှာတချို့ငားတွေရေနေငားများခမားပါစပ်ဟစီဟစီနဲ့ကုန်းပေါ်တက်လာကြတယ်။ဟာပွားတာပဲ။ထိုနွေပူတန်းချောင်းကျွန်တို့ရဲ့မိုးဆူအလုတ်ကလည်းအလုံးမဖြစ်တော့ဘူး။ နေပူပူမှာဘဲသားကောင်မှလမ်းတလားနေကြတော့မှာမဟုတ်ပါဘူးအယူမှမဟုတ်တာတွတ်ပေးရဲ့အရေးရှိရာပင်ပုန်းခုံနေကြတော့မြင်မဟုတ်ပါလားအတော်ဒုက္ခပေးတဲ့နှွေဒါပေမဲ့ထုံနှွေမှာအလုံးဖြစ်သူများလည်းရှိကြတယ်ရေထန်းရောင်းတဲ့တာပြောလို့မိသားစုအေးဆိုင်ဖွင့်တဲ့မြင်းများလှိုင်လို့မိသားစုမြို့မှာတော့ရေတန့်စက်ရုံပိုင်ရှင်ကြီးပဲကျွန်တော်အတွေးခေါင်နေစဉ် loss speaker အတန်တက်တက်ကြားရတယ်ကြီးရွာသူရွာသားအပေါင်းတို့ခင်ဗျာမိုးခေါင်နေပါတဲ့ဖြင့်မိုးရွာရံညနေ၃နာရီမှာတန်ဃာတော်များက ငရမင်းပရိတ်တော်များရွတ်ဖတ်ပါမယ်။ဒီလိုရွတ်ဖတ်ပြီးရင်မိုးရွာစေရန်လွန်ဆွဲပွဲကိုရွာလုံးကြော့ကျင်းပမှာဖြစ်ပါတော့ကြောင့်မပြတ်မကွက်တက်ရောက်ကြပါရန်ဖိတ်ကြားအပ်ပါရယ်။ပုံတကြီးပါစီ။ကျွန်ုပ်ကငရမင်းပရိတ်ရွတ်တာကိုကြိုက်ပါရယ်။ဒါပေမဲ့မိုးရွာကိုလွန်ဆွဲရမှာကိုတော့ကျွန်ုပ်စိတ်ထဲမှာတမျိုးကြီးဖြစ်နေရယ်။မိုးကောင်ရေရှားဒေသများမှာအဲ့ဒါလိုလွန်ဆွဲပြီးတော့မိုးရွာစေရင်မိုးလေဝသဌာနရဲ့တရင်များကိုနားထောင်စရာမလိုတော့မဟုတ်ပါလားတောင်တရုတ်ပင်လယ်မှာတိုက်ခတ်လာတဲ့ ကိုတဘေရှင်မသွားဟုတ်လားအာမသွားကြမှာဟုတော်ကြတကြီးကရှင်ကိုမတွေ့လို့သူအမိန်ကိုလွန်ဆန်နေလေးပါလေးပြောနေအောင်မယ်မသိမြင်စကားကြောင့်နေเจ้าဖြစ်နေတဲ့တကြီးပါစီမျက်နှာကြုံမြင်ပြီးတော့တပတ်ပခုံးမော်တင်ပြီးအိမ်မထွက်လာခဲ့တယ်ကျွန်တော်ရွာလေးကိုရောက်တော့ကလေးလူကြီးမိန်းမဆုံနေကြပြီတန်ဃာတော်များကငရယမင်းပရဲ့ကိုရွတ်ဖတ်နေကြတယ်ရွတ်ဖတ်ပြီးတဲ့အခါအာနုလာမှုဥဆောင်တဲ့ယောက်ျားများကတပတ်မလုံးတင်ဥဆောင်တဲ့မိန်းမတွေကတပတ်လွန်ဆွဲကြတယ် ထိုကိုက်တကြီးပါစီရောက်ရှိလာပြီးတော့ကဲကဲမင်းတို့အားလုံးအာယုံပြုကြမိုးမင်းကဇက်ကန်နဲ့တကြီးရဲ့တာပြောစကားမဆုံးခင်တကြီးလက်ကတာပြောရဲ့စပိုးကိုအုပ်ပြီးနေချေပြီတာပြောဒါရဲ့ရွာကြီးလုံနေတာအပြောပြက်စကားမပြောနဲ့မိုးခေါင်လိုရွာကရေကန်တွေရေတွင်းတွေခန်းချကုန်ရင်ဘယ်ရေကိုသွားတော့မလဲလေသမားတွေရာသမားတွေဘလို့စိုက်ပြုတ်ကြမလဲနောက်တော့တော့မပြောနဲ့ကဲမိုးမင်းကိုရုံရုံကြည်ကြည်နဲ့ဆူတောင်းကြကဲစမယ်တစ်ဖက်နဲ့တစ်ဖက်ရှင်းပြန်ပြီးတော့ဆွဲကြတယ် ၅မိနစ်ခန့်အကျိတ်အနယ်ဆွဲပြီးတော့မလုံးတင်တော့မိမအောင်စုကအနိုင်ရသွားပါတော့တယ်။ဖော့ယောက်ျားတွေဖြတ်ပြီးတော့အားမရှိရဲ့ကောင်းနေ။သူလည်းမသိပဲနဲ့များ။တကြီးရဲ့ယောက်ျားအောင်စုကလည်းကြည့်ပါအောင်။ထရေသမားမောင်ကြီးတို့အောင်စုနဲ့ဖဲသမားများကြီးတို့အောင်စုပင်ပင်ညောင်ညောင်ကောင်းနေကြည့်ပဲဘင်းနိုင်ပါမလဲ။ဟုတ်တယ်။နောက်တစ်ပွဲဥတ်တွတ်ပြီးတော့ဘိုက်ကလေးတို့တန်ချောင်းတို့ဝင်းကြ။ကျွန်တော်မှစိတ်မပါတော့လဲတကြီးအမိတ်နဲ့လွန်ဆွဲပွဲဝင်ရတော့တယ်။အယောက်၂၀ခန့်အားကောင်းမောင်းတန်တွေရွေးပြီးတော့မိမအောင်စုကိုစိန်ခေါ်နေတယ်။ အမျိုးသမီးကောင်းဆောင်မလုံးတင်ကဟေးဒါတော့မတရားဘူးဘလကောင်းကောင်းအကောင့်လေးကြီးပဲငါတို့ရှောင်းတော့မှာပေါ့ဟဲ့မလို့ချင်ဘူးရှင်ပြန်ချင်းကထိကြပဲဆွဲကြတကြီးအမင်းကြပွားစီပွားစီဖြစ်မိမအုပ်စုလည်းဆွဲကြတယ်အလိုမသိမြင်မှာပါပါလားကျွန်တော်တို့အားကောင်းမောင်းတန်ဆွဲချက်ကိုမိမအုပ်စုမခံနိုင်ရှေးခနေရှေးခနေနဲ့ပါလာတယ်ဟေးနိုင်တဲ့အုပ်စုစုငွေ3000ပေးမယ်တကြီးစကားကြောင့်ယောက်ျားအုပ်စုအားတက်သွားကြတယ်။မိန်းမအုပ်စုကလွန်စွာလဲလာတယ် သူတို့ဘာတွေတိုင်ပင်ထားသလဲမသိဘူး။စွဲနေရင်ပင်ကျွန်တို့ယောက်ျားအုပ်စုနာကိုကောက်ဆိုင်သမားမယင်များတို့အဖွဲ့ရောက်လာကြပြီးတော့အားပေးတယ်လို့လို့နဲ့အနာကိုရောက်လာပြီးတော့လုံကြီးလိုက်ချွန်နေတယ်။ဟေးဥတုပီကြီးဆွဲဆွဲဟိုကောင်မှမလုံးတင်ကိုနိုင်အောင်ဆွဲပစက်ကပြောရင်ကျွန်တော်ရဲ့ခါလုံကြီးစောင်းပြက်ခနဲ့ဆွဲကြည့်တယ်။ကျွန်တော်မှလုံကြီးမကျွတ်အောင်လက်တစ်ဖက်ကကင်ထားရလို့ဆွဲအားပြော်သွားတယ်။အရေးမပါတဲ့ဟာရီ ထိုနည်းတူကျွန်ုပ်နောက်ကယောက်ျားများကိုဂလီထိုးသူအထိုးဂပုံစားလိုက်ချက်သူအချွတ်နဲ့ဝယုံတုံးက ဖြစ်နေကြတယ်။မလုံးတင်တို့တစ်ချက်ဆွဲရနဲ့ကျွန်ုပ်တို့ယောက်ျားရမကြီးတွေက ကလန်ကလန်ပါလာချေတော့တယ်။ဟေးနိုင်ပြီဟေးနိုင်ပြီ။ကောင်မတွေငါတို့ကိုအားပေးနေတယ်လို့လည်းပောက်ကရကိုလှုပ်တယ်။အားလုံးကရှုံးတော်လည်းပြောကြတယ်။ဘလို့ပင်ဆိုစေလွတ်လွတ်ဆဲအဖူထံကိုမိသွားတယ်။ထိုညကအမှန်တကယ်မိုးရွာပြီးတော့လေပါတိုက်ပါတော့တယ်။တညာလုံးအဖူထံကင်းကအိတ်ဆက်ကြရတယ်။ နောက်နေ့မနေ့ဆော့ဆော့ဘေးအိမ်မှာအဖမေကအိတ်ဆောင်ရေဒီယိုလေးကင်ကကျွန်ုပ်ထံရောက်လာတယ်။ဥတုပီရဲ့ရေဒီယိုမိုးလေဝသတရင်ကမှန်းလိုက်တာဗျာ။ပြီးခဲ့တဲ့၃ရက်ကပြော့ပြော့နေတာကျွန်တော်တို့အလဲပိုင်း၃ရက်တွင်မိုးထစ်ချောင်းရွာမယ်ဆိုတာမှန်နေရဲ့ဗျာ။ဒါဆိုမနေ့ကရွာလုံးကျော်လွန်ဆွဲလို့လားဗျာ။မဆိုင်ဘူးဗျာ။ဘာစီကငဲတငဲချင်းဒီကောင်လူလဲသူ့မှာကျုပ်လို့ရေဒီယိုလေးတစ်လုံးရှိတယ်။သူလဲမိုးလေဝသတရင်ကိုတိမှာပေါ့သူလွန်ဆွဲပွဲလုံးလို့မိုးနဲ့မင်းကြီးက မိုးရွာပေးရတယ်လို့ရွာထဲမှာအထင်ကြီးအောင်လုပ်တာခင်ဗျားတို့ကသူခိုင်းတဲ့အတိုင်းလိုက်လို့ကြသူကမစင်ပုံလက်ညှိုးထိုးစားခိုင်းရင်တော့စားကြမလားမသိဘူးကျွန်တော်မှပြောပြောဆိုဆိုထွက်သွားတဲ့အဘမီကိုကြည့်ပြီးတော့ဟာတိုင်ရေမောရတယ်သူတို့ကငငယ်တုန်းကရီးစားလူပတ်ရံဖြစ်ပတ်ကိုယခုလိုမိုးကုံဆောင်ကူကာလကျွန်တော်ရှိတဲ့စင်ချောင်းမှာငါးဖန်းဖို့အလွန်ပေါ်ပါတယ်ဟေးငခုကြီးတွေငပတ်တွေပေါ်တယ်ဟေ့ ကျွန်ုပ်ကရေမုံဆိုးမဟုတ်လို့ငါးဖက်နေသူတွေကိုကြည့်ပြီးတော့အားကြလှတော့လေကျွန်ုပ်မဖမ်းတတ်ဘူးပိုက်ကုံကိုတော့မပြစ်တတ်ပါဘူးကျွန်ုပ်မှာငါးဖက်သူများထံမှာဈေးနှုန်းသက်သာစွာနဲ့ငါးဝယ်ရန်တာရောက်ရှိနေပါတယ်ဖမ်းမိတဲ့ငါးကိုလက်လက်ဆက်ဆက်ချက်စားရတဲ့အရာတာပင်လုံစွာကောင်းနေမဟုတ်ပါလားဒီနေ့ရွှေတစင်ချောင်းကိုငါးဝယ်ရန်ထွက်လာခဲ့တယ်ရွာမှာငါးဖက်သူတွေအားလုံးရေထဲကိုမစင်းကြပဲကုန်းပေါ်မှာဆွ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 နဲ့ယက်နေကြတယ်ဟေးမင်းတို့ငါးမပန်းကြအောင်လားကွာ ရွာထဲမှာပိုက်သမားကိုစောကခုမှတွေ့လားတတိပါစီရဲ့တူနေဖွဲကငါမဖက်ရအောင်လူတားနေလို့ဟောဒီချောင်းကသူတို့ပိုင်နဲ့ချောင်းလောက်ကမတိဘူးတတိမိန်လို့ပြောတာပဲကျွန်တော်မှတွေ့သွားပါတော့တယ်တတိပါကြောင့်ဒီအမိတ်ကိုထုတ်ရတယ်လေကျွန်တော်လည်းချောင်းမိန်မှာရက်နေတဲ့တတိတူဆန်ဖြိုးထံကိုရှောက်သွားပါတော့တယ်ဟိတ်ဆန်ဖြိုးဒီမှာငါမဖက်ရအောင်လူတတိကဘာကြောင့်အမိတ်ထုတ်တာလဲကိစ္စရှိလို့ပေါ့ဗျာဘာကိစ္စလဲကိစ္စရှင်လည်းအကျိုးကြောင့်တော့ပြောတင်တာပေါ့ကွာမသိဘူးဗျာတကြီးမိတ်ပဲ ရေထဲဆင်းပြီးတော့ဖိတ်ဆန့်ဖြိုဒီမှာငါမဖမ်းရအောင်လို့တကြီးကဘာကြောင့်အမိတ်ထုတ်တာလဲကိစ္စရှိလို့ပေါ့ဗျာဘာကိစ္စလဲကိစ္စရှိရင်လည်းအကျိုးကြောင့်တော့ပြောပြတတ်တာပေါ့ကွာမသိဘူးဗျာတကြီးမိတ်ပဲရေထဲဆင်းပြီးဖမ်းရတဲ့သူရှင်ဖမ်းကြဆန်းဆန့်ဖြိုကဝရင်တော်ကြီးကိုကိုင်းပြီးတော့လူမိုက်လုံနေခြေသေးတယ်ငါဖမ်းသူတွေကလည်းဝိုင်းလုံရင်ဆန့်ဖြိုတီးခွေရပင်ကဲအားလုံးပြန်ကြဆန်ဖြိုးကငါးဖန်းလာကြသူတွေကို မောင်းထုတ်တယ်။အများစုက ပြဿနာမတက်ခြင်းလို့ အေးစစေးနဲ့ပြန်သွားကြပါရယ်လူပါဝလိုက်တာဗျာဒီလိုလှုပ်တိုင်းခံနေရမလွယ်ဦးကျွန်ုပ်ကစံဖြိုးကိုဒေါသထွက်တယ်လို့တကြီးကိုလည်းဒေါသထွက်နေရယ်ဒီကိစ္စဒီတိုင်းဒီလိုမဖြစ်ဘူးတကြီးစီကိုအကျိုးချောင်းသွားမိရမယ်အကျိုးချောင်းခိုင်လုံရင်တော့လက်ခံမယ်မခိုင်လုံရင်တော့ညိုင်သားမျိုးကရုံးကိုတိုင်မယ်ကျွန်ုပ်လည်းပြောပြောဆိုဆိုတကြီးပါစီအိမ်ကိုထွက်လာခဲ့တယ်ကျွန်တော်မျက်နာကလွန်စွာသုံးပုံနေလို့လမ်းသွားလမ်းလာများကကြပြကတိနဲ့ လိုက်ကြည့်ကြပါရစေ။တကြီးအိမ်ကိုကျွန်တော်ကဒေါ်ကြီးမောကြီးနဲ့ဝင်ချသွားတယ်။တတကြီးအတန်ကြာခေါ်တော့လေစိတ်ထဲကဘာတမ်းမှမကြရဘူး။ခဏကြာမှတကြီးကတော့ဒေါ်ရွှေရင်ထွက်လာပါတော့တယ်။အော်ဥတွပေးပါလား။တကြီးကတော့တကြီးရော။အော်နှစ်ရက်ရှိပြီ။ကုန်းပေါင်ရွာကတူတူတယောက်ဆုံးသွားနေသွားနေရ။ဟင်ဒါဆိုစံဖြို့ဘာမှ မလွတ်ခိုင်းဘော။ဘာလွတ်ခိုင်းရမှာလဲ။တကြီးအမိန့်နဲ့ရွှေတစင်ချောင်းထဲမှာငါးလာဖမ်းတဲ့သူတွေကိုမဖမ်းရဘူးတဲ့။ အားလုံးမောင်းထုံနေတယ်။ဟာဒီလိုတကြီးကမပြောပါဘူး။ဒါဆန်ပြောကတက်တက်လှုပ်တာပဲဖြစ်ရမယ်။ဒီကောင်ကတကြီးတူဆိုပြီးရွာမှာပူကြချင်နေတာ။ဒီတော့ဘလို့လောက်ရမလဲတကြီးကတော့။အဲ့ဒါဥတော်ပြီးကုသပြောတကြီးကဒီအမိတ်မထုတ်ဘူး။တကြီးပြန်လိုက်တိုင်မယ်လို့ပြောလိုက်။ဟုတ်ဟုတ်ကျွန်တော်လည်းတွေးကြသေးရပေါ့ဆန်ပြောရလို့ကျွေးကြော်ရင်ချောင်းဘက်ကိုလှင့်မြန်စွာပြေးသွားပါတော့တယ်။ချောင်းကိုရောက်တော့ဆန်ပြောတို့တတိုက်ကချောင်းကိုပိတ်ပြီးတော့ပိုက်ကုန်များဖြင့်ငါးများကိုကြီးကြီးဖော်နေကြတယ်။ဆန်ပြော မင်းတော်တော်အံ့ဩဖို့ကောင်းတဲ့ကောင်းပဲတွေ့ကြတရားပေါ့ကျွန်တော်စိတ်ထဲမှာကြုံဝါနေတော့လေဒီကောင်ဆန်ဖြိုးတို့တတိုက်ကိုဘလို့မှရှင်နိုင်ပါမလဲကျွန်ုပ်ကတယောက်ဆန်ဖြိုးတို့ကကျွန်ုပ်ကိုမမြင်ဘူးကျွန်ုပ်မှာရွာကိုလင်းမြစွာပြေးလှံငါဖမ်းကြတဲ့ပိုက်သမားတွေကိုတွားရဆူရောခေါ်ယူကြတယ်ဟာဗျာတကြီးမိန်လည်းမဟုတ်ပဲနဲ့ခန့်ချစရာလားဗျာအေးအဲ့ဒါပဲဒီကောင်ဒီငါးတွေကိုအမြဲတောင်းတင်ဖို့ရောင်းနေမယ်ဒီကောင်ငွေရမှုဆိုရင်ဘာမှမစလုပ်တဲ့ကောင်ပဲကဲဥတ္တပီတကြီးကလည်း ကောင်းမောင်ရွာသွားနေဆိုဘလို့တော့မလဲဒီနေ့အတွက်စိတ်မပူပါနဲ့ကြုံရှင်းလိုက်မယ်ကြုံရှင်းလိုက်ပါမယ်ကျွန်တော်ကငါးဖန်းသူများကိုစုဝေးပြီးတော့ချောင်းဘက်ကိုထွက်လာခဲ့တယ်စံပြို့တော်လူစုကကျွန်တော်တို့အုပ်စုကိုမြင်တော့လေဂယုမဆိုင်ဟန်ပြပါတယ်ကျွန်တော်လည်းစံပြို့ရှိကိုထွက်ပြီးတော့ဒီမှာစံပြို့မင်းကတကြီးမိတ်နဲ့လောက်တာလဲဆိုမဖြစ်နိုင်ဘူးဘာမဖြစ်နိုင်မှာလဲကေတာဆိုရင်အခုတကြီးပါစီကောင်းမောင်ရွာကိုပြန်ရောက်သွားပြီငါသွားပြောပြီးပြီအခုတကြီးလာနေပြီမင်းဘာပြောချင်တယ်လဲပြောစမ်း စံဖြိုးကဒီတလုံးတဲတင်ဖြစ်လို့ငားတွေကိုလှည့်ညွှန်စွာပြေးယူပြီးတော့စံဖြိုးကဒီတလုံးတဲပြောပြီးငားများကိုယူပြီးပြေးတော့တယ်ကျွန်ုပ်ကအပတရားရေးချလိုက်တယ်။အော်ဘူသားမပါလင်းကမချောဆိုတာတင်မှန်ပါလား။လွန်ခဲ့တဲ့ပတ်ကတော့ပြည့်ထွက်ရင်လည်းခြေခောက်သွားလို့အိမ်မှာအနားယူနေရ။ယခုတော့ပင်တက်တာနေပြီမို့အမဲပြည့်ထွက်ရန်ပြင်ဆင်ရပါတယ်။ဒီတစ်ခေါက်လွတ်သွားတဲ့စက်ကောင်နဲ့တွေ့မယ်။စိတ်ကြီးလာပါလားတော့ပြီ။ဒီလိုပြင်ဆင်နေချိန်တကြီးပါစီနဲ့အသက်၄၀ခန့်လူတစ်ယောက်ရောက်ရှိလာတယ်။ အတော်ပဲဗျာဥတ္တပီအကူညီတခုတောင်းကြလို့စူပေါင်းတကြီးဒီလူကမြို့ကကျုံညီတဝန်ကွယ်စာရေးဆရာပကြီးဆရာဒါရိုက်တာ ရုပ်ရှင်ဗီဒီယိုတရုပ်ဆောင်အခမင်းအောင်နဲ့ကျွန်တော်မှာထိုးသူကိုကြည့်လိုက်တော့လေဘောင်းမေရှိကိုဒူးစက်မှာဖြတ်ထားတယ်သပင်ရှိကိုစီးထားလိုက်သေးတယ်နှက်ခမ်းမွေးမိုးစိမ်မွေးကဘေးကလာကလေးကမရိပ်ဖဲနဲ့ထားတယ်လည်းမသိပါဘူးသူကကျွတ်တော့ရွာကိုလာပြီးတော့ပကြီးဆွဲမယ်ဇလန်းရေးမယ်ပေါ့အခုပကြီးဆွဲကိုရှုကင်းကောင်းကောင်းတွေကိုလိုက်ပြပေးပါဗျာ ကျွန်တော်မှတကြီးအမိတ်ကိုမလွန်ဆန်ရဲဘူးမသိမြင်ကအတန်တိတ်ဆန္ဒပြတဲ့အနေနဲ့အိမ်နောက်ဘက်မှာစောင့်ဆောင်နေဝင်သွားတယ်အရင်မရအဖက်မရပါတယ်လေကဲဒါဥတ္တပေတရွာလုံးမသိရတူမရှိဘူးသူအဖို့လိုက်ပြလိုက်မယ်မင်းရောလှုပ်ပေးမှာပေါ့ဟုတ်ကဲ့ကိုအခုလိုကူညီပေးမှာတိတ်ကျေးဇူးတင်ပါတယ်ကျွန်တော်အမှုပညာသမားပါဟုတ်ပြီလိမ့်မယ်ကျွန်တော်ကိုလက်ဆဲနှုတ်ဆက်တယ်ထို့နောက်ထို့အမှုပညာသမားဆိုသူနဲ့ဘယ်ကိုသွားမလဲကိုတိုင်မရတယ်အခုတွေ့ပြီရွာတလေး ရှုခင်းတွေကောင်းကောင်းကိုပချီဆွဲခြင်းနဲ့ထိုပုဂ္ဂိုလ်ကိုရွာပြန်ပတ်လဲကွက်များကိုခေါ်ဆောင်သွားခဲ့တယ်။ရှုခင်းကလွန်စွာမှလှပါတယ်။မှိုင်းညို့သောတောင်တန်းကြီးတွေစိမ့်ဆူနေတဲ့လဲကွက်တွေခလလန်းမှထမ်းမိအောင်ထိုပုဂ္ဂိုလ်ကထုံမြင်ခွင့်ကိုကြည့်ပြီးတော့အယမ်းလှတာပဲ။တကယ့်တဘာဝအလှကြီးကျုပ်ပချီဆွဲခြင်းစိတ်တောင်ဖြစ်လာပြီကြာ။သူသူကပြပြောဆူဆူနဲ့သူမှပါလာတဲ့ပချီဆွဲမဲ့ထောက်တိုင်ကိုထောင်းလိုက်ပြီးတော့စေဘူးများကိုစစ်စစ်ရေထုတ်လိုက်တယ်။ ်ယူဖွင့်နေတဲ့ပိတ်ဖြူဖြူပေါ်မှာရှုခင်းပုံကိုအာရုံပြုပြီးတော့ရောင်စုံစင်းများပြေးရေးပါတယ်။ um ဒီရှုခင်းပုံဆိုရင်ဗကြီကားမှာတော်တော်ကြည့်ကောင်းပါပဲ။ကျွန်တော်မှကြည့်ရင်ဖြူဖွေးသောပိတ်ဖြူမှာဘာရှုခင်းပုံတွေမှမတွေ့စုတ်တံဖြစ်အစိမ်းရောင်တွေဟိုတကွက်ဒီတကွက်တုတ်လိုက်အမဲတုတ်လိုက်အနီးတုတ်လိုက်နဲ့ကလေးတယောက်စော်ကစားနေတယ်လို့ပဲ။အော်ဒါကစီချမ်းတင်တာတင်တယ်နောက်မှရှုခင်းပုံနဲ့ပေါ်လာမယ်ထင်တယ်လို့တွေးနေစမှာပကြီကားကပြီးသွားတယ်ပြီးသွားပြီလားပြီးပြီဟင် ဘာရှုခဲမှဘာစာရီမှလည်းမပါပါလားစေးတွေလိုက်တော့ထားတယ်လို့ပါပဲလားထိုပုဂ္ဂိုလ်ကြီးကကျွန်တော်ကိုမေကနေတစ်ချက်ကြည့်ပြီးတော့ဒါမော်ရန်ပြခမားနားလည်အောင်ပြောရရင်ရှေ့ကလေကွင်းကဘာအယောင်လို့ခန်းစားရတယ်လဲဘလို့မြင်လဲအစိမ်းရောင်ဟုတ်ပြီဒါဆိုအစိမ်းရောင်တုံးလိုက် နောက်တောင်တန်းကိုအညူရောင်ခန်းစားရင်အညူရောင်တုံးလိုက်ဒါပကြီးကားစိတ်နဲ့ရေးတာပဲဟုတ်ဟုတ်ကဲထန်းတော်လေးသွားကြရအောင်ကျွန်တော်မှသူ့ပကြီးရေးဖို့တောက်တန်ကိုထမ်းပြီးတော့နောက်ကလိုက်ရတယ် တန်းတော်တွေကိုရောက်တော့ကြည်စံထန်းပင်တွေက စီစီရည်ကြီးနဲ့တဲ့ရည်တန်းကြီးတာပဲဆွဲလိုက်အောင်မဲထူးထူးကဗကြီးပုတ်ပြားကိုထောင်းပြန်နေထူနောက်စီးကွက်များစီစီရည်ချပြီးထုံးစံအတိုင်းစီးရောင်တွေတုံနေတယ်။ဘာထန်းပင်ပုံမှာမပေါ်လာဘူး။ဗကြီးကားပုံမှာစီးတွေသာအိုင်ထုံးနေတယ်။ကျွန်တော်မနေတာတော့ဘူးဘေးမှာချထားတဲ့စုပ်တံကိုဖြတ်ခနဲကင်ပြီးတော့အညိုစီးကွက်ထဲမှာနှက်ပြီးတော့သူ့ရင်းနေတဲ့ဗကြီးကားပုံမှာဝိုင်းပြီးတော့ရှိပေးလိုက်တယ်။ထန်းတီးကအညိုရင်းရောင်ဆိုတော့ ကျွန်တော်ခန်းစားလိုက်ရတာရေးဆက်ကြည့်မယ်။ကောင်းနေကောင်းနေကိုတော့ပြီးခန်းစားရတယ်လို့သာရေး။ကျွန်တော်လည်းထမ်းရွက်အစိမ့်ဆိုရင်အစိမ့်အနည်းဆိုရင်အနည်းအပြားဆိုရင်အပြားဝိုင်းရေးပေးလိုက်ရ။ဈေးကုန်ပြီးတော့ပကြီကားကလည်းပြီးဆုံးသွားပါတော့တယ်။ကဲပကြီကားတော့ပြီးသွားပြီ။ထရေအကြောင်းလေးလေ့လာရအောင်မယ်။ကဲထရေမှပြာအမီးပါမှကျွန်တော်ကမတောက်တတ်သေးဘူး။ဧည့်သည်အတွက်မှားရတယ်။လောလောဆယ်ပဲကြီးလော်နေမြည်အောင်အမီးရှာနေတယ်။ထိုနုပညာရှင်ကြီးကထရေကိုသာတစိမ့်စိမ့်တောင်းရင်းနဲ့ ကျုပ်ဒီရွာမှာစကားတကလာရရင်းနဲ့ဒီနေရာကလေးကရိုက်ခွင်းကလည်းကောင်းတယ်။ဒါနဲ့ကိုတော့ပဲကျုပ်ကိုရုပ်ရှင်ကားတွေထဲမှာမြင်ဘူးလား။ဟင်းမတွေ့ဘူး။ထိုပေါက်ကိုမျက်နှာကွက်ကနေပြက်သွားတယ်။ချုပ်ရေးတဲ့ဇလန်းတွေရောမကြားမိဘူး။ကောင်းတယ်ကောင်းတယ်။လူတွေကကျုပ်ကိုပဲသိကြမလဲ။ကျုပ်ကစိတ်ကူးနဲ့ရုပ်ရှင်တွေရိုက်စိတ်ကူးနဲ့တယုတ်ဆောင်စိတ်ကူးနဲ့ဝတ္ထုတွေရေးနေတာ哦။ထိုသူကတဟားနဲ့ရေးရင်စံရီကိုမော့တောက်တယ်။ ထွေခိုက်ထန်းတော်ပန်ရှင်ကိုချစ်ရဲ့သားလေးကစီဘူးနဲ့ကြော်ထားတဲ့လက်လက်ဆက်ဆက်ကြော်ထားတဲ့စာလေးတစ်ကောင်ကိုလာချပေးပါရယ်ကိုချစ်သားကကြွားသွားသေးရဲ့ဦးလေးတော့ပဲကိုနှစ်ကလေးတင်ထန်းတော်မှာစာလေးတစ်ကောင်ပြည့်ရလိုက်တာဟာအခုကြာပြီရောမိဖို့လာပေးတာဦးလေးတော့ပဲကိုနှစ်ကလေးတင်ထန်းတော်မှာစာလေးတစ်ကောင်ပြည့်ချလိုက်တာအခုကြော်ပြီးတော့မိဖို့လာပေးတာထို့ပုဂ္ဂိုလ်ကစာလေးကြော်ကြည့်ပြီးတော့ကိုတော့ပဲဒါအထီးလာမှလားအမဗျာ ကျွန်တော်ကရန်တမ်းပြီးပြောလိုက်ခြင်းဖြစ်ပါတယ်။ပုပ်ကူကစာလေးကိုကြည့်ပြီးငိုင်းသွားတယ်။ထို့နောက်မျက်လုံးမှာမျက်ရည်များစီးကြလာတယ်။ကျုပ်ကနုပညာသမားပြအသေးနှူတယ်။ဒီစာမလေးဟာအချိန်တန်လို့အိမ်ပြန်မရောက်ရင် သူ့ချစ်သူစာထီးလေးကတကြောကြောအော်ပြီးတော့မှောက်နေရှာတော့မယ်။ဒါမှမဟုတ်ရင်ဒီစာမလေးရဲ့တာသမီတွေက သူ့မိခင်အစာရှာထွက်ရကပြန်မလာလို့ညှိုးနေရှာတော့မယ်။ဒါပေမဲ့ဒီစာမလေးခင်ဗျာမပြန်လန်းကိုသွားရှာပြီဆိုတော့သူတို့လေးတွေမသိကြတော့ဘူး။ သူတို့တိအောင်ဘယ်လိုပြောရပါမလဲအရန်ဝမ်းနေရဲ့ဗျာကျွန်ုပ်တို့အမှုပညာသမားတွေကစိတ်အယမ်းနှူတယ်စိတ်အယမ်းခံစားလွယ်တယ်နောက်တူပေးပါဗျာသူပုဂ္ဂိုလ်ကထရေငေါအုပ်ခံဇက်တိုက်တောက်ပြီးတော့အခါနောက်ကိုလှမ်းပြီးတော့မူးသွားချေတော့တယ်သူတနာပါတယ်ဆိုတဲ့စာမလေးခင်ဗျာသူတကြောကြောဝါစားပြီးထရေနဲ့အတူသူ့ဘိုက်ထဲကိုရောက်သွားပါတော့တယ်ကျွန်ုပ်ကအပြန်လမ်းမှာသူအမှုပညာသေးကြီးကိုမနိုင်မနှင်းထမ်းပြီးတော့ပြန်ခဲ့ရတယ်စိတ်ထဲကလည်းညှို့လိုက်တယ်။အိုဘဲအမှုပညာသေးကြီးရဲ့ ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်